thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။လိုင်းတာယာကိုတွားရပြီးရဲ့နောက်စစ်ကောင်းဆောင်နေမကောင်းဖြစ်နေလို့စေကူတမှုခံယူနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်ကိုရောက်နေတဲ့စစ်ကောင်းဆောင်ပို့ချုပ်မှုခြင်းမြောင်းလိုင်းကမလ14ရက်နေ့မှာလိုင်းတာယာမြို့နယ်ဘက်နဲ့မလ15ရက်နေ့မှာအလုံမြို့နယ်ကအေရှာဝေါ်စစ်ကန်းတွေကိုတွားရောက်ခဲ့ပြီးရဲ့နောက်အဖျားတက်လာလို့ရန်ကုန်မှာစေကူတနေရတယ်လို့သိရပါတယ်။စစ်ကောင်းဆောင်ကမလ14ရက်နေ့မှာရန်ကုန်ကတရင်အချက်လက်ဤပညာတက်ကတော့နဲ့ရန်ကုန်အနာ ောက်ပိုင်းဤပညာတက္ကသိုလ်တွေကိုတွားရောက်ဆစ်ဆေးခဲ့ပြီးရနောက်လှိုင်သားရကိုတွားရောက်ဆစ်ဆေးခဲ့တာပါ လိုင်းသာယာကပြန်လာပြီးကလေးကနည်းနည်းနေမကောင်းတာဗျာမနေ့ကအလုံးဘက်ကအေရှာဝေါစိတ်ကန်းစစ်ပြီးတော့အဖျားတက်လာလို့နားပြီးဆေးကုနေရတယ်လို့စစ်တပ်တရင်အရင်မြစ်တခုကပြောပါတယ်စစ်ကောင်ဆောင်ကသူ့နာမည်ကိုနောက်ဆုံးဆက်လုံးလှိုင်းနဲ့တူတဲ့လိုင်းသာယာကို Smart City ဖြင့်အကောင့်ထဲပေါ်ခိုင်းထားပါတယ်စစ်တပ်အတွင်မှာတော့အာနာသိမ့်လိုက်တာတက်ချုပ်တယောက်ပဲတာယာပြီးအကုန်ဒုက္ခရောက်နေကြလို့နောက်ွယ်မှာလိုင်းသာယာကိုတပြော်ပြီးခေါ်ဆိုနေကြတာရှိရဲ့လို့တက်မှာတရင်အရင်မြစ်တွေကပြောပါတယ်ဆေးကုတောက်မှုခံယူနေတဲ့စစ်ကောင်ဆောင်ကနေပြည်တော်ကိုလင်းရင်နဲ့ပြန်ဖို့ရှိနေတယ် ယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးချင်းတော်လိုင်းအရာစုများပေါင်းစည်းညီညွတ်ရေးသက်ဆိုင်ရာဖွဲ့ရင်းနဲ့ CNF လက်တွဲဆောင်ရွက်မယ့်အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်ချင်းလက်ကောင်စီနဲ့ကြားကာလချင်းမျိုးသားတိုင်းမင်ကန်ကောင်စီချင်းညီနောက် ICNCC CP အကြားပေါင်းစည်းရေးကြိုးပမ်းဆောင်ရွက်မှုနဲ့လုပ်ငန်းစဉ်ကိုဝမ်းမြောက်စွာကြိုးဆိုကြောင်းချင်းကောင်စီဖွဲ့ဝင်ချင်းမျိုးသားတပ်ဦး CNF ရဲ့ဗဟုကော်မတီအစည်းအဝေးကကြေညာခဲ့ပြီးသက်ဆိုင်ရာအဖွဲ့ရင်းနဲ့လက်တွဲဆောင်ရွက်မယ်လို့အတည်ပြုထားပါတယ်။မလ12ရက်မှ15ရက်နေ့ထိကျင်းပခဲ့တဲ့ CNF ရဲ့အ အထမကျင်းမြောင်းပါတီညီလာခံသက်တမ်းတတိယကျင်းဗဟုကော်မတီအစည်းအဝေးအပြီးကြီးညာချက်မှာဖေဖော်ဝါရီ26ရက်ကထင်းပြည်ကောင်စီနဲ့ ICNCC တို့ပူးတွဲထုတ်ပြန်ခဲ့တဲ့ချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်ပေါ်အခုလိုထပ်လောင်းအတည်ပြုခဲ့တာပါချင်းအမျိုးသားတက်အောင်ကချင်းမျိုးသားရေးရှိရှုလျက်ချင်းတော်လိုင်းအင်အားစုတွေပေါင်းစည်းညီညွတ်ရေးအတွက်သက်ဆိုင်ရာဖွဲ့စည်းများစုဖွဲ့များနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်းဖော်ပြပါရယ် ဒါအပြင်ပြည်သူတော်လှန်ရေးလေးနှစ်တိုင်အောင်စစ်ကောင်စီရဲ့မတရားအာဏာသိမ်းမှုကိုစန့်ကျင်တဲ့အာဏာဖိစန်းလှုပ်ရှားမှု CDN ဖြင့်၎င်းအခြားနီလန်းပေါင်းစုံနဲ့၎င်းတကြက်ခန့်ပေးဆက်တိုက်ပွဲဝင်နေကြတဲ့ချင်းမျိုးသားပြည်သူတွေကိုလေးစားကွန်ပျူတာပေါ်ပြပြီးစစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး Federal ပြည်ထောင်စုတိဆောက်ရေးဘန်းနိုင်ရောက်တဲ့အထိအဆုံးတိုင်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ CNF CNN ရဲ့အမိဖဖြစ်ပြီးချင်းမျိုးသားတော်လှန်ရေးပင်ပမှန်နိုင်ကြီးဖြစ်တဲ့ချင်းပြည်သူလူထုတရက်လုံးအနေနဲ့ချင်းမျိုးသားတိဆောက်ရေးနဲ့ချင်းပြည်တိဆောက်ရေးမှာအတူ ရက်တီပြီးကာယအင်အားညာနာအင်အားဒနာအင်အားအတီးတီနဲ့ပါဝင်တိုက်ပွဲဝင်ကြဖို့လဲ CNF ကကြေညာခဲ့ပါတယ်အခုကျင်းပခဲ့တဲ့ CNF ဘဟုကော်မတီအစည်းအဝေး နာယာကနဲ့အကြံပေးပုဂ္ဂိုလ်များအပါအဝင်ဗဟုကော်မတီဝင်စုစုပေါင်း90တက်ရောက်ခဲ့ကြပြီးစည်ရေးနိုင်ငံရေးမဟာဗျူဟာမူဝါဒနှင့်ရှေ့လုံငန်းစဉ်များချမှတ်ခဲ့ကြောင်းထုတ်ပြန်ပါရယ်။ကြီးညာချက်ပါပေါင်းစည်းရေးဆောင်ရွက်မယ့်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်မေးမြန်းဖို့ CNN ပြောရေးဆိုခွင့်ရှိသူတန်းဆက်သွယ်ခဲ့တော့လဲအဆက်အသွယ်မရပါဘူး။ပြီးခဲ့တဲ့လများအတွင်းကသဘောထားကွဲလွဲမှုကြောင့်ပြည်ထနာချုပ်ထိတွေ့တိုက်ပွဲအချို့ဖြစ်ခဲ့တဲ့ချင်းတော်လိုင်းအင်အားစု နှစ်ခုကချင်းအမျိုးသားကောင်စီတခုတည်းဖြစ်ပေါင်းစည်းဖို့ဖေဗရီနောက်ဆုံးပတ်မှာသဘောတူညီချက်ရရှိခဲ့ပြီးအမှန်တကယ်ပေါင်းစည်းနိုင်ရေးဆွေးနွေးညီနိုင်မှုတွေဆက်လက်လှုပ်ဆောင်ဖို့ကြံရှိနေသေးပါတယ်။ပေါင်းစည်းရေးအနေထားကရှေ့ဆက်တိုးတက်လာမှာမှကမကထပြုပေးတဲ့မီဇိုရန်အစိုးရကိုလည်းကျေးဇူးတင်ပါတယ်လို့ချင်းမျိုးသားတပ်ကိုပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြီးခဲ့တဲ့ရက်ပိုင်းမှာပြောကြားခဲ့ပါတယ်။ဆလတ်ပြီးမိုးပြင်းတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ဒေဆုံးမှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြင်းမြို့ကိုထိုးစစ်ဆင်လာတဲ့စစ် စ်ကောင်စီတပ်နဲ့ကီအန်ဒီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖွဲ့ကြားတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ကြားဆုံးမှုတွေရှိရလို့ KNDF ကမလ15ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မလ23ရက်နေ့နဲ့14ရက်နေ့မှာစစ်ကောင်စီတပ်ကမိုးပြင်းမြို့ကို drone လက်နက်ကြီးတွေအသုံးပြုပြီးပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာပြီးနောက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့်စစ်ကောင်စီဘက်က15ဦးသေဆုံးသလိုကာကွယ်တပ်ဖွဲ့ဝင်တအုပ်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။မလ23ရက်နေ့ကတိုက်ပွဲမှာကာကွယ်တပ်တွေထိန်းချုပ်ထားတဲ့စစ်တပ်စခန်းတချို့လက်လွတ်ခဲ့ရပြီးမယ်။မလ14ရက်နေ့မှာတော့အဲ့ဒီစခန်းတွေကိုပြန်ထိန်းချုပ်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ကစုခွာသွားတယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ KNDF မျိုးသားများကာကွယ်တပ် KNDF ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိ သူတအုပ်ကတော့တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့မိုးပြဲကိုလက်မလွတ်ရဘူးပြင်းပြင်းထန်ထန်ခုခံနေဆဲဖြစ်တယ်လို့ပြောပါတယ်။မိုးပြဲမျိုးနဲ့စစ်ကောင်စီရဲ့420နဲ့တက်စကန်ကြားမှာပဲကျွန်တော်တို့တိုက်ပွဲတွေစတိုက်ဖြစ်နေတာအခုအချိန်ထိပါပဲတိုက်ပွဲတွေထဲမှာစစ်ကောင်စီဘက်ကတည်ဆုံနာရီရှိတယ်။ကျွန်တော်တို့ဘက်ကလည်းရဲဘော်တွေကိုဆုံရှုံရတာရှိတယ်။အခုချိန်ထိလည်းစစ်ကောင်စီကမယက်မနာမိုးပြဲကိုဝင်ဖို့ကြိုးစားနေတယ်။အခုချိန်ထိလည်းထိတွေ့မှုတွေရှိနေပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်ကလည်းမိုးပြဲမျိုးကိုစစ်ကောင်စီတပ်ကဇက်တိုက်လင်းရင်နဲ့ဘုံ6ကြိမ်ချင်းချ ချခဲ့တာကြောင့်အမျိုးသမီးငယ်တအုပ်တည်ဆောင်ပြီးလေးဦးတန်ရာရခဲ့တယ်လို့ကုညီသူတွေကပြောပါတယ်။စစ်ကောင်စီတပ်အနေနဲ့2024ဒီဇင်ဘာလကစပြီးမိုးပြင်းမြို့ကိုသိမ်းပိုက်ဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတာ3လကျော်ရှိတာကြောင့်ဒေသခံ1000ကျော်ဘေးလွတ်ရာကိုတိမ်းရှောင်နေရပါတယ်။ မိုးပြင်းမြို့နယ်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကိုတရင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမဲ့ဖုန်းလက်ခံဖြီးဆိုတာမျိုးမရှိပါဘူး။ဆက်လက်ပြီးညောင်ကျိုးကကာကင်စခန်းအများစုကိုထိန်းချုပ်ထားနိုင်ကြောင်းအေးပြောတဲ့အကြောင်းတင်ဆက်ပြီးပါမယ်။ပဲခူးတိုင်းပဒောင်းမြို့နယ်ညောင်ကျိုးရွာကစစ်ကောင်စီတိုက်ရဲကာကင်စခန်းအများစုကိုအာရခတ်တပ်တော်အေးနဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်ထားနိုင်ပြီလို့အေးပြောခွင့်ရသူခိုင်သူခါကမလ16ရက်နေ့မှာပြောပါရတယ်။ လက်တလုံးမှာလည်းဗရောင်းမြို့နယ်အတွင်းကပကံခွင်းရွာနဲ့ညောင်ကျိုးချင်းရွာတွေနီးမှာတိုက်ပွဲဆက်လက်ပြင်းထန်နေရလို့ဆိုပါရယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ပြင်းထန်လာတာကြောင့်အခြေအနေအသေးစိတ်ကိုတော့မပြောနိုင်သေးဘူးလို့ဥက္ကဋ္ဌဒုက္ခကပြောပါရယ်ညောင်ကျိုးချင်းရွာနီးကကာကင်းစကန်တွေကိုကျွန်တော်တို့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားနိုင်ပါပြီကြံတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလည်းဟိုတက်စုဒီတက်စုဆုတ်ခွာနေကြပါရယ်အခြေအနေကရှုပ်ထွေးနေပြီးတော့တိုက်ပွဲကဆက်လက်ပြင်းထန်နေပါရယ်အရက်ခတ်တတော်အေးနဲ့ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားနိုင်တဲ့ကာကင်းစကန်အခြေအတွက်ကိုတော့အတိ ကြမပြောသွားပါဘူးပြီးခဲ့တဲ့မလ14ရက်နေ့ကလည်းစစ်ကောင်စီရဲညောင်ကျိုးချင်းရွာတပ်စခန်းကိုအေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယံတွေနဲ့စစ်ကောင်စီတပ်သား40နီးပါးကိုဖမ်းဆီးရမိထားတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်ဒီအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ဗကိုးတိုင်းပြောခွင့်ရသူတိုင်းစီဝိုင်းဝင်ကြီးဦးတင်ဦးကိုတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပြီးမှအကြောင်းပြန်လာတာမရှိပါဘူးအေအေကထိုးစစ်စင်ဝင်ရောက်လာတဲ့ဗထောင်မျိုးနယ်ကစစ်ကောင်စီတပ်အတွက်လက်နက်အစိပ်ပိုင်းတွေထုတ်လုပ်တဲ့ကာကွယ်ပြင်စည်းဆက်ယုံတချို့လည်းရှိတာက ြောင်းစင်ရေးအတွက်အရေးပါတယ်လို့စင်ရေးနိုင်ငံကြီးလိလာသုံးသက်သူတွေကပြောပါရယ် ဇလဘီမိုးကုံမှာမြို့လုံးကျုံရေးတပ်ဖွဲ့ဖို့ TNL ကစရင်ကောက်ပင်းမြို့ကတချို့တင်းရှောင်းနေက TNL အုပ်ချုပ်တဲ့မြို့အလုံးမှာမြို့လုံးကျုံရေးတပ်ဖွဲ့ရှိဖို့ဆိုပြီးပြည်သူတွေပူပေါင်းပါဝင်ဖို့ TNL ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုံမြို့မှာမြို့ရင်းလုံးကျုံရေးတပ်ဖွဲ့ဖွဲ့စည်းနိုင်ဖို့စရင်ကောက်ယူနေပြီးတောင်မြို့သားလူမျိုးရေးတပ်မတော် PSLF TNL သိမ့်ပိုက်ထိန်ချုပ်ထားတဲ့မြို့ဆက်နှမြို့မှာဒေသခံလူမျိုးပေါင်းစုံပါဝင်နေမြို့ရင်းလုံးကျုံရေးတပ်တွေဖွဲ့စည်းဖို့ကြိုးပမ်းနေရလို့ PSLF TNL ရဲ့သတင်းနဲ့ပြန်ကြား ိုင်းတာဝန်ခံလူကြီးဦးကပြောပါရယ်လက်ရှိမှာမိုးကုတ်မြို့နယ်ကွက်ခိုင်မြို့တွေမှာမြို့တွင်းလုံခြုံရေးတပ်ဖွဲ့စည်းဖို့အတွက်စည်ရင်ပေးသွင်းတာစည်ရင်ကောက်ခံတာမျိုးတွေစတင်ဆောင်ရွက်နေပြီးနာခံမြို့မှာတော့ဆောင်ရွက်ပြီးစည်းခဲ့ပြီလို့ပြောပါရယ် ဒီမျိုးရင်းလုံခြုံရင်းကတော့မြို့နယ်တိုင်းမှာရှိမှဖြစ်ပါတယ်။ဘာလို့လဲဆိုကျမတို့ဒီလိုမျိုးစစ်ကောင်စီကအင်အားတွေဖြည့်တင်းလာတဲ့အချိန်မှာကျမတို့ကလည်းလူထုတွေရဲ့လုံခြုံရေးလူထုတွေရဲ့ဘေးကင်းလုံခြုံမှုကိုအဓိကထားစဉ်းစားဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်ဒီမျိုးရင်းလုံခြုံရေးကလည်းဆောင်ရွက်မှာဖြစ်ပါတယ်။ဒီဟာကြတော့ဒီမျိုးရင်းလုံခြုံရေးလောက်ကတော့ကျမတို့ကအတက်နိုင်ဆုံးတော့အားလုံးပါဝင်ဖို့ကျမတို့ဆောင်ရွက်တာမျိုးတွေလည်းရှိရဲဒါကတော့ရှာနှောင်းပြမဟုတ်သေးပါဘူး။ TNL အုပ်ချုပ်တဲ့မျိုးတွေမှာတသားတဲ့စုဆောင်မှုကိုတော့လက်ရှိအချိန်ထိတအောင်ပလောင်လူမျိုးတွေကိုသာခွန်ယူနေဆဲဖြစ်ပြီးအ က်ချာလူမျိုးတွေကမိမိဆန္ဒလျောက်တက်တဲ့ဝင်စင်တာမျိုးရှိရင်လည်းခွင့်ပြုပေးရလို့ဆိုပါတယ်။ဒေသခံအခြားလူမျိုးပေါင်းစုံကိုတော့မြို့တွင်လုံခြုံရေးအတွက်သာစစ်မှုတမ်းဖို့ခေါ်ယူမှာဖြစ်တယ်လို့ပြောပါတယ်။လက်ရှိခေါ်နေတာကအများဆုံးကတော့တကယ်လို့မြို့တွင်လုံခြုံရေးခေါ်ရဲဆိုရင်တော့ဒါကတော့အားလုံးကတော့အတက်နိုင်ဆုံးမြို့တွင်မှာရှိတဲ့ လူမျိုးစုပါဝင်ဖို့တော့ကျမတို့ကြိုးပမ်းနေတယ်တကယ်လို့စစ်တပ်ရှေ့နှံသွားတဲ့သူဆိုရင်တော့ဒီသတ်မှတ်ထားတဲ့မူပေါင်းပေါ့နော်မူပေါ်လစီရခွန်မဖြစ်ပါတယ်မူပေါ်လစီရကတော့ကျမတို့ကတောင်းလူမျိုးကိုပဲတိုင်းရင်ကောက်ခံတာဖြစ်တယ်လက်ရှိအချိန်ထိတကယ်လို့သူတို့ဘက်ကမျိုးရင်းလုံခြုံရေးမကပဲတခြားအဆင့်မြင့်ပြီးတော့မှဒီရှေ့နှံမှာအထူးသဖြင့်ဒီအာမီလူမျိုးဆိုရင်တော့တာဝန်ထမ်းဆောင်ခွင့်ပြုပေးဖို့ရှိပါတယ်မျိုးရင်းလုံခြုံရေးတပ်အတွက်ကိုလည်းတပ်သားစုဆောင်ရေးမူဝါဒနဲ့ကန့်ညီတဲ့ဒေသခံတွေကိုကောက်ခံမှာဖြစ်ပြီးတက်ရောက်ရမယ့်အခြေခံစစ်တင်နယ်နဲ့ပတ်သက်လို့အခုလိုပြောပြခဲ့ ခဲ့တာလို့သတင်းမှာဖော်ပြပါရှိပါရရှင်။